ချင်းပြည်နယ်ဖားကတ်မြို့ကိုဦးတည်ပြီးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာမေလ၂ရက်နေ့လယ်ပိုင်းကနှံ့ရဲကိုဝင်ရောက်သွားပြီလို့စစ်ရေးသတင်းရင်းမြစ်တယောက်ကပြောပါရီစစ်ကောင်စီဘက်ကပြည်သူစစ်အပါဝင်အင်အား600ခန့်နဲ့စစ်ကြောင်း3ကြောင်းထပ်မကခွဲပြီးတော့စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ဆိုပါရီ ကားမိုင်းကျေးရွာအကျော်မှဥမြင်ကျေးရွာမှာ9ရက်ခန့်ထိ KIA ပူးပေါင်းတပ်တွေပိတ်ဆို့တိုက်ခိုက်နေတဲ့ကြားကစစ်အင်အား900ဝန်းကျင်ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းဟာနိုင်ရကျေးရွာနေရောက်ရှိလာတာဖြစ်ပြီးနိုင်ရအဝင်စုပေါင်းကိတ်အနီးမှာမေလာ၁ရက်နေ့ကလေးကတိုက်ပွဲပြင်းထန်နေခဲ့တာဖြစ်ပါတယ်။မေလာ၁ရက်မနက်ပိုင်းကတိုက်ပွဲပြင်းထန်နေခဲ့တဲ့လဝါစုတောင်ကုန်းမှာတက်ဆွဲနေတဲ့စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေတွားရောက်တိုက်ခိုက်ပြီးညပိုင်းမှာတိမ့်ပိုက်နိုင်ခဲ့တာပါ။ လက်ရှိဖားကန့်ကားမိုင်းသွာလန့်ဘက်မှာလည်းတိုက်ပွဲပြင်းထန်နေပြီးဖားကန့်ကားမိုင်းသွာလန့်ကိုပိတ်ထားတာတပတ်ကျော်ရှိလာပြီဖြစ်ပါရဲ့ရှင်အရာဝီတိုင်းတွင်းမှာအင်အားပြင်းငလင်လှုပ်ခတ်ခဲ့ပြီးတလားကြော်ချိန်မှာဘီလမြေတအိတ်ကိုကြက်9000နဲ့ဝယ်ယူနေရတယ်လို့ဒေသခံတွေစီကနေသိရပါဗျ ပြီးခဲ့တဲ့ဧပြီလ25ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့အမျိုးသားတဘာဝဘေးစီမံခန့်ခွဲရေးအစည်းအဝေးမှာဒုစစ်ကောင်ဆောင်စိုးဝင်းကပြည်လမြေတိတ်ကိုငွေကျပ်18000နဲ့ရောင်းချပေးရမယ်လို့တက်ဆိုင်ရာပြည်လမြေစက်ရုံတွေကိုဈေးနှုန်းသတ်မှတ်ခဲ့ပေမဲ့ဈေးကွက်အတွင်းမေလ2ရက်နေ့အထိပြည်လမြေတိတ်ကိုကျပ်9000ဈေးနဲ့ဝယ်ယူနေရတယ်လို့ဆိုပါတယ်ဗီလာမြေဈေးကတရရိတ်ထိုးတက်လာတာအခုအရေးသွေးမြေဗီလာမြေတဲ့အိတ်ကိုကျပ်9000ထိဖြစ်လာကြောင်းစစ်ကောင်စီကပြောတဲ့ဈေးနဲ့ဘယ်နေရာမှာ ဘယ်နေရာမှာမှမရတာကြောင့်စိတ်ကူးရင်ဈေးသာဖြစ်တယ်လို့မဦးမင်းဒေတာကန်တယောက်ကပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလတွင်မှာဘီလာမြေဈေးနှုန်းတွေပြန်လည်ကျဆင်းခဲ့ပေမဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်ဧပြီလပထမမှာဘီလာမြေတအိတ်ကိုကျပ်3000ခွဲကနေလက်ရှိချိန်မှာတော့ကျပ်9000ထိဈေးနှုန်းတွေမြင့်တက်လာခဲ့တယ်လို့သိရပါတယ်ရှင်။ ငလီနောက်ဆက်တွဲပြက်စီးသွားတဲ့တိုက်တာအဆောင်တွေရှင်းလင်းရင်းနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့တစ်ဖက်သက်ပြည့်ရက်ကာလနောက်ထပ်တလတက်တန်းထပ်တိုးလိုက်တယ်လို့ညီနောင်မဟာမိတ်သုံးဘွဲကမေလတရနေ့ကထုတ်ပြန်ခဲ့ပါတယ်ငလင်ကြီးနဲ့နောက်ဆက်တွဲငလင်ငယ်တွေလှုပ်ခတ်ခဲ့တာကြောင့်လူနေတိုက်တာအဆောင်နေတာသနိကအဆောင်နေတမိုင်းဝင်အမွေနှစ်တွေဖယ်ရှားရှင်းလင်းဖို့နဲ့ရှာဖွေကယ်ဆယ်လုပ်ငန်းတွေအတွက်ညီနောင်မဟာမိတ်၃ဘွဲကဧပြီလ၁ရက်နေ့ကနေ30ရက်နေ့ထိအပြစ်ခတ်ရစဲရေးကြေညာခဲ့တာဖြစ်ပါတယ်။ အပြစ်ရကာလအတွင်းညီနောင်မဟာမိတ်အုံပွဲနဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာခုခံကာကွယ်တုံ့ပြန်မှုကလွဲပြီးထိုးစစ်ဆင်တိုက်ခိုက်မှာမဟုတ်ဘူးလို့သိရပါတယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသမှာငလင်လှုပ်ခတ်ပြီးတဲ့နောက်အိမ်တိုင်းတိုင်ကို၃သိန်းကျော်ထိဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ ငလင်မလောက်ခတ်မီမက်စလာကအတိုင်းတိုင်းကိုတသိန်းကျော်ဈေးနှုန်းရှိခဲ့ရာကနေငလင်လောက်ခတ်ပြီးတဲ့နောက်ပြန်လည်ထူထောင်ရေးကာလမှာအိမ်တိုင်းဝယ်လိုသူတွေများပြားခဲ့တာကြောင့်ဈေးနှုန်းတွေမြင့်တက်ခဲ့တာလို့ပြောပါရယ်အိမ်တိုင်းကတပေ9800ကျပ်ဖြစ်ပြီးအိမ်ဆောက်ရင်ပေ40တိုင်းနဲ့သုံးမှသုံးလို့ရတာဖြစ်ပါရယ်ပေ40တလုံးကို3800ကျပ်ရှိပြီးအိမ်တလုံးကိုအနည်းဆုံးပေ40တိုင်း20ကနေ25လုံးလိုကြောင်းတိုင်မိုးတိမ်ပေါင်း80ကျော်ကုန်ကြပြီးတော့ တယ်ယူစရိတ်နဲ့လက်သမားစိတ်မပါသေးဘူးလို့ဒေသခံတယောက်ကပြောပါရယ်။ဒါပြင်အိတ်ဆောက်လို့ရေးမှာအသုံးပြုတဲ့တန်မိုဝါတက်ကယ်တွေလည်းဈေးနှုန်းမြင့်တက်နေရလို့ဆိုပါရယ်။လက်ရှိမှာလည်းအင်းလေးဒေသတွင်း9ရက်ဆက်တိုက်မိုးရွာသွန်းနေတာကြောင့်အပြည့်စည်းတွေကြားမှာတဲထိုးပြီးနေရတဲ့ပြင်ညဘက်အိတ်ဖို့နဲ့ချက်ပြုတ်ချိန်တွေမှာလည်းအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့သိရပါရယ်ရှင်။ အေဝဒေတာမှာအင်အားပြင်းငလင်ကြီးကြောင့်ရှေးဟောင်းအဆောင်614ခုပျက်စီးခဲ့ရပြီးမန္တလေးနတ်မြို့ရိုးပေ9000လောက်လည်းပျက်စီးသွားတယ်လို့ရှေးဟောင်းသူတည်တနာနဲ့မြို့သားပြတိုက်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။အင်ဝဒေတာမှာရှေးဟောင်းအဆောင်962ခုရှိတဲ့အထက်ကထိခိုက်ပျက်စီးခဲ့တဲ့ရှေးဟောင်းအဆောင်614ခုစစ်ဆေးတွေ့ရှိခဲ့ပြီးတော့900ကျော်ကိုသေးစိတ်စီရင်သွင်းပြီးပြီလို့ဆိုပါတယ်။မန္တလေးနတ်မြို့ရိုးဟာလည်းငလင်တန်းကြောင့်4839ပေး တရက်ခု1255လုံးမြို့ရိုးဝင်ပေါက်ပြအုံနဲ့ပြသက်ဆောင်9ခုမီတာ12ခုလိုလည်းပျက်စီးခဲ့ရပါတယ်ပျက်စီးရနေရာတွေကိုစစ်ကောင်စီရဲ့ယဉ်ကျေးမှုဝင်ကြီးလဲလာရောက်တာကိုတွေ့ရပြီးပြိုကျပျက်စီးခဲ့တဲ့ရှေးရောင်စေတီအဆောက်တချို့ကိုတော့မိုးရေဝင်တာကနေကာဝယ်ဖို့မိုးကစားတွေနဲ့တစိမ့်တစ်ပိုင်းဖုံးအုပ်ထားတာကိုတွေ့ရပါတယ်ဝင်ကြီးနဲ့ဒူးဝင်ကြီးတို့ကရှေးရောင်အုပ်တွေကိုပြန်သုံးဖို့ မဟာမြမုနိဖရာရုပ်ဘွားတော်ကိုငလင်တန်ခံနိုင်ရေးအတွက်အများပြည်သူကိုရွှေဆက်မချခိုင်းတော့ပဲအခုရှိနေတဲ့အစင်တစားတွေကိုလည်းဖြုတ်သိမ်းဖို့နိုင်ရန်ပကြီမူလအစိပ်ပိုင်းကိုရနိုင်သလောက်ပြန်ဆက်ဖို့နိုင်ရန်ပကြီအပိုင်းစတွေကိုမူလပုံစံတိုင်းရအောင်ပြန်လုပ်ဖို့စတာတွေကိုမှကြားခဲ့တယ်လို့လည်းထုတ်ပြန်ဖော်ပြထားပါတယ်ရှင် နလင်တန်တဲ့ဖုံတော်ကြီးတင်စာတင်အကြောင်းတွေကိုဂျပန်အစိုးရကအရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေပေးပို့ခဲ့တဲ့အကြောင်းဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကမေလ၁ရက်နေ့မှာထုတ်ပြန်ပါတယ်။နလင်တန်ကြောင့်ပျက်စီးသွားတဲ့ရေလောင်ကန်တွေနဲ့အရေးပေါ်ကယ်ဆယ်တဲတွေအပါအဝင်ကယ်ဆယ်ရေးပစ္စည်းတွေကိုမြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံတန်ယုံကနေတဆင့်ဧပြီလ30ရက်နေ့မေလ၁ရက်နေ့တွေမှာမန္တလေးတိုင်းဒေသကြီးတွေကနလင်တန်တဲ့ဖုံတော်ကြီးတင်စာတင်အကြောင်းတွေစီကိုလွှဲပြောင်းပေးရခဲ့တာဖြစ်ပါတယ်။ ဒီကူညီကခက်ခက်ခက်ခဲဘေးလွရာစီပြောင်းရွှေ့နေထိုင်နေကြရတဲ့စတင်ចောင်းကကလေးတငယ်တွေចောင်းသားတွေနဲ့ဆရာဆရာမတွေဘေးကင်းပြီးတကူရဲ့အသက်ရှင်မှုရှိတဲ့ဘဝနေထိုင်နိုင်စေဖို့နဲ့ပံ့ပိုးပေးနိုင်မယ်လို့မျှော်လင့်တယ်လို့ဆိုပါတယ်။ဒါအပြင်ဂျပန်အစိုးရအနေနဲ့မြေပြင်ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကိုထည့်သွင်းစဉ်းစားကာမြန်မာပြည်သူတွေအတွက်ဒါရဲ့အကျိုးပြုတဲ့လူသားချင်းစာနာမှုအကူအညီတွေတက်နိုင်သမျှဆက်လက်ပံ့ပိုးပေးနေရလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဂျပန်နိုင်ငံကတော့မြန်မာငလင်ပေးနောက်ဆက်တွဲအရေး အရေးကိစ္စတွေကူညီဖို့ဂျပန်ပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ကကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ဆေးလွတ်ထားခဲ့ပြီးအဲ့ဒီအဖွဲ့ဟာရန်ကုန်အပါအဝင်မန္တလေးနဲ့ဘေးတင်ဒေသတွေစီတွားရောက်မှာဖြစ်တယ်လို့ဘေးဒဏ်တင်ဒေသတွေရဲ့အခြေအနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကိုအကဲဖြတ်ဆန်းစစ်သွားမယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ပြန်ထားပါတယ်ရှင် KNU ကမြို့သားစီယုံကော်တူးလေအုပ်ချုပ်နယ်မြေခလဲလွီထုခရိုင်မူးမြို့နယ်တဲ့ကစစ်ကောင်စီခြေကုပ်ယူထားတဲ့နေရာတွေကိုကရင်မြို့သားလူမျိုးရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကတင်းယူရှင်းလင်းနိုင်ခဲ့တယ်လို့ကရင်မြို့သားစီယုံ KNU ဗဟုကဒီကနေ့မေလ၂ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်စစ်ကောင်စီခြေလင်းတလင်းခလဲရ60နဲ့ခလဲရ83တို့ပူးပေါင်းတပ်ပေါင်းစုကဒိုးစစ်စင်ခြေကုပ်ယူထားတဲ့နောင်ကုန်းရင်းတိုက်ကုန်းရံမျိုးအောင်ရာကြီးအင်ဂျွန်ကုန်းနဲ့တောင်စုကျေးရွာတွေကို ကဲနီအလီဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေကဧပြီလ28ရက်နေ့မှာတိုက်ခိုက်သိမ်းယူခဲ့တာဖြစ်တယ်လို့သိရပါဗျ။ထုတ်ပြန်ကြမှာတော့စစ်ကောင်စီတပ်ကဒုရင်မှုတယောက်အပါအဝင်ရာခံမှုတယောက်ကြဆုံးပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများပြားထိခိုက်သေးဆုံးဒဏ်ရာရရှိရာတွေရှိခဲ့တယ်လို့ဖော်ပြထားပေမဲ့အရင်အတွက်တိကျကိုတော့ဖော်ပြထားတာမရှိပါဘူး။ဒီတိုက်ခိုက်သိမ်းယူမှုမှာလက်နက်ခဲရများစွာကိုသိမ်းဆီးရမိခဲ့တယ်လို့လည်းထုတ်ပြန်ချက်ထဲမှာဖော်ပြပါရှိပါတယ်ရှင်။ ကေမျိုးသားစီယုံ KNU တပ်မဟာ3နယ်မြေညောင်လေးပင်ခရိုင်ကြောက်ကြီးမြို့နယ်တွင်ကကြေးရွာတွေကိုစစ်ကောင်စီကလေကြောင်းကနေပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။ဧပြီလ29ရက်နေ့ညနေ6နာရီလောက်ကစစ်ကောင်စီက MT35 Wild Dragon ပြင် Jet Fighter တွေအသုံးပြုပြီးနှိုညာသူပေါ်ဖော်ပလောလော်မူတော်လော်မူပဲမော်လီစတဲ့ကြေးရွာတွေကိုလေကြောင်းကနေအချိန်ချင်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်လော်မူတော်ကြေးရွာက ဆော့ဆက်လေရဲ့နေအိမ်ဆိုင်ကယ်ကိုရောင်နဲ့တဲရီပါထိမှန်ပြီးမီးလောင်ပျက်စီးခဲ့ပါတယ်ကြောင်မြို့နယ်ရွှေကျင်းမြို့နယ်မုံမြို့နယ်တွင်စစ်ကောင်စီတပ်က KNLA ဥဆောင်တဲ့တော်လန်ရေးတွေတော်လန်ရေးတပ်တွေကြားတိုက်ပွဲတွေချိန်ချင်းဖြစ်ပေါ်နေရလို့ဆိုပါရယ်စစ်ကောင်စီတပ်ဘက်ကအထိနာလာကြောင့်လက်နက်ကြီး drone ၄ယူနစ်အသုံးပြုပြီးတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ပြည်သူလူထုတွေနေထိုင်ရာကျေးရွာအတွင်းကိုပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေရကြောင်းအပြစ်မဲ့ရဲသားပြည်သူတွေစိုးရိမ်ကြောက်လန့်စွာနဲ့နေထိုင်နေရပါတယ်ဒါပြင်တိုက်ပွဲဖြစ်ရာနီးကျေးရွာက ဒေသခံပြည်သူတွေဟာစိုးရိမ်ကြောက်လန့်ပြီးထွက်ပြေးတိမ်းရှောင်နေရတာကြောင့်စစ်ဘေးရှောင်ဥယေဟာနေစင်နဲ့များတိုးလာနေတယ်လို့ KNU ကထုတ်ပြန်ပါတယ်ရှင်။ဒုတိယဗိုလ်ချုပ်ကြီးမြို့မိုးအောင်ရုံထိုင်ကုတ်ကဲနေတဲ့မန္တလေးတိုင်းချမ်းရီတာဆန်မြို့နယ်ကတရားမှုကိုရဲတွေကမမိသေးပေမဲ့တခိုးနဲ့လူရက်သူတွေကိုဇက်တိုက်ဖမ်းမိလာတယ်လို့မြို့ကနေစီကနေသိရပါဗျ။ဧပြီလ28ရက်ကချမ်းမြတာစီမြို့နယ်အောင်ပင်လေရက်ကွက်ကရွှေစာမဏိရွှေဆိုင်ကိုဓမြတိုက်တဲ့အဖွဲ့ကိုမမိသေးပေမဲ့ တိုင်းရုပ်တပ်ဖွဲ့ကဧပြီလ29ရက်နေ့မှာချမ်းအေးတာဆန်မြို့နယ်တွေကလိုက်လံခိုးယူနေတဲ့တခိုး9ယောက်ဖွဲ့ကိုဖမ်းမိခဲ့တယ်လို့အုပ်ချုပ်ရေးနဲ့နှိဆက်သူတယောက်ကပြောပါရီဖမ်းမိတဲ့ဖွဲ့မှာချမ်းအေးတာဆန်မြို့နယ်ရံမျိုးလုံးရက်ကွက်လမ်း80နဲ့82လမ်းကြား32လမ်း B ရှိတိုက်ခမ်းမြင်ကြီးဓာတ်ကနေသိန်း၄တောင်ကျော်ဝင်ရောက်ခိုးယူခဲ့တဲ့အမျိုးသား၃ယောက်နဲ့မျိုးသမီး၂ယောက်ပါအဖွဲဖြစ်တယ်လို့သူကရှင်းပြပါရီ အလားတူပသိမ်ကြီးမြို့နယ်ရေထွက်ကျွော်မှာဒီဘက်လ29ရက်နေ့ကငိမ့်စားပါမောက်ခတရားကိုတက်ပြီးရွှေငွေလက်ဝေးဧဒနာတွေယူသွားတဲ့အမျိုးသားကိုလည်းမေလတရက်နေ့မှာဖမ်းမိရခဲ့တယ်လို့ရဲတပ်ဖွဲ့နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကပြောပါရယ်ငလင်တန်တင့်နဲ့မန္တလေးတိုင်းချမ်းမြတာစီမြို့နယ်အောင်ပင်လေရက်ကွက်ကရွှေစာမဏီရွှေဆိုင်ကိုဧဘလ28ရက်နေ့လေ3နိုင်မှာပျောက်ကြားယူနီဖောင်းဝတ်ထားသူ၂ယောက်ဦးဆောင်တဲ့အဖွဲ့ကဓမြတိုက်ပြီးတော့ရွှေတဲပစ္စည်း3600ကျော်ယူဆောင်သွားခဲ့ပါရယ်ရှင် အမျိုးသားညီညွတ်ရေးဆိုရ NUG တရားရေးဝန်ကြီးဌာနကမြို့နယ်အစဉ်တရားရုံး31ရုံးနဲ့ဂျားကာလာယူကန်ရုံးတရုံဖွင့်လှစ်နိုင်ပြီလို့မေလ2ရက်နေ့ကထုတ်ပြန်ထားပါတယ်။2022ခုနှစ်မေလ19ရက်နေ့ကစတင်ကမြို့နယ်တရားရုံး15ရုံးစတင်ထူထောင်ကအရက်ဖတ်တရားစီရင်ရေးကိုစတင်ခဲ့ပြီး2024ခုနှစ်နှစ်ကုန်အထိတရားသူကြီး131ဦးတို့ကမြို့နယ်တရားရုံး29ရုံးမှာမြေပြင်တရားစီရင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေပြီဖြစ်ပါတယ်။ မြို့နယ်ဥပဒေရုံး31ရုံးကိုလည်းဖွင့်လှစ်ထားနိုင်ပြီးဥပဒေအကြံဉာဏ်ပေးဖို့နဲ့အမှုလိုက်ပါဆောင်ရွက်နိုင်ဖို့မြို့နယ်ဥပဒေတာဝန်ခံ18ရောက်ဒုတိယမြို့နယ်ဥပဒေတာဝန်ခံအယောက်20တွဲဖက်ဥပဒေတာဝန်ခံ2ရောက်စုစုပေါင်းဥပဒေတာဝန်ခံအယောက်40ကိုခန့်အပ်တာဝန်ပေးအပ်ထားရလို့ဆိုပါတယ်စစ်ဘက်တရားစီရင်ရေးအရကာကွယ်ဝင်ကြီးဌာနအနေနဲ့လည်းအကျဉ်းစစ်တရားရုံး10ရုံး စစ်ခုံရုံးနှယုံဖွဲ့စီကစစ်ရေးဆိုင်ရာပြည်မှုစနစ်ခုကိုစစ်ဆေးဆောင်ရွက်လျက်ရှိပြီးစီမံခန့်ခွဲမှုနီးလန်းအရလည်းအပြစ်ကျူးလွန်သူ98ယောက်ကိုအေးအေးယူဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်ရှင် တရုတ်ရဲ့မြမရေးဂျာဝင်ဖြန့်ဖြေးမှုတွေဟာဆရာနာရှင်စနစ်တပ်ဆိုးရှေအောင်မဖြစ်စေတဲ့ကြောင်းနဲ့မြို့သားညီညွတ်ရေးဆိုရအန်ယူဂျီဟာတရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမဲ့အဖွဲ့မဟုတ်ပဲမိဖက်အနေနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုတာတရုတ်ဘက်ကသတင်းစကားပါတင်တယ်လို့ယာယီသမရဒူဝါလက်ရှိလာကပြောပါတယ်ဒီနေ့မေလ2ရက်နေ့မှာပြုလုပ်တဲ့အစိုးရအစည်းအဝေးမှာ ပြောဆိုလိုက်တာဖြစ်ပြီးတော့တရုတ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရပေါ်မှာအမျိုးမျိုးသောထင်ကြေးတွေနဲ့ချင်းကပ်ထင်မြင်နေတာကြားပြီးဖြစ်လို့အစိုးရအဖွဲ့အနေနဲ့ဒီအချက်ကိုလည်းလေးလေးနက်နက်ကင်တွဲဖြေရှင်းဖို့လိုတယ်လို့ဆိုပါတယ်။တရုတ်အနေနဲ့မျိုးသားညီညွတ်ရေးအစိုးရပေါ်မှာအမျိုးမျိုးသောထင်ကြေးတွေနဲ့ချင်းကပ်ထင်မြင်နေတာကြားပြီးဖြစ်ကြောင်းအစိုးရအဖွဲ့အနေနဲ့ဒီအချက်ကိုလည်းလေးနက်စွာကင်တွဲဖြေရှင်းဖို့လိုကြောင်း အစိုးရအဖွဲ့ဟာတရုတ်ရဲ့ရန်သူမဟုတ်ကြောင်းတရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမဲ့အဖွဲ့မဟုတ်ကြောင်းဆိုတာတိတိကျကျထုတ်ဖော်ပြောဆိုနိုင်ဖို့လိုကြောင်းယာယီသမ္မတကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဟာတရုတ်နဲ့ပတ်သက်ရင်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကိုအခြေခံတဲ့နိုင်ငံသားရေးသဘောထားရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့်ဆိုရဖွဲ့ဟာတရုတ်ရဲ့ရံပတ်အင်အားစုတစ်ခုလည်းမဟုတ်ဘူးဆိုတာပုတ်ပင်လင်းလင်းထောက်ဖော်ပြသတဲ့ကြောင်းမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရုတ်ရဲ့အကျိုးစီးပွားရေးနဲ့ပတ်သက်ရင်လည်းမြို့သားညီညွတ်အစိုးရဟာတရုတ်အတွက်စူးညောက်ခလုတ်အဖြစ်ရှိနေမှာမဟုတ်ဘဲမိဖက်အနေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုတရုတ်ဘက်ကသတင်းစကားပါတဲ့ကြောင်းလည်းပြောပါရရှင်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတအူ PSLF ရဲ့ကိုယ်စားလှယ်တွေနဲ့စစ်ကောင်စီဘက်ကကိုယ်စားလှယ်တွေဟာတရုတ်နိုင်ငံရဲ့ဂျာဝင်စီစဉ်မှုနဲ့အပြည့်ခတ်ရစေးအတွက်နှစ်ရက်တာထပ်မံဆွေးနွေးခဲ့ပေမဲ့အပြည့်မထွက်ပဲပြီးဆုံးခဲ့တယ်လို့မေလ2ရက်နေ့မှာတရုတ်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကထုတ်ပြန်ခဲ့ပါတယ် တရားနယ်လေတက်တွေအနေနဲ့နောက်ချိုကြောက်မဲတီဘောမိုးကုတ်မိုးမိတ်စတဲ့ဒေသတွေကနေပြန်လည်ဆုတ်ခွာပေးရမယ်ဆိုတဲ့တောင်းဆိုချက်ကို PSLF ကိုယ်စားလှယ်တွေကသဘောမတူနိုင်တာကြောင့်ဆွေးနွေးမှုအဆင့်မတက်ဘဲပြီးဆုံးခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ PSLF ရဲ့ဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကျောင်းဦးဆောင်တဲ့ကိုယ်စားလှယ်တွေနဲ့စစ်ကောင်စီကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်တဲ့ကိုယ်စားလှယ်တွေဟာတရုတ်ပြည်ကူမင်းမြို့မှာဧပြီလ28ရက်နဲ့29ရက်နေ့တွေမှာတွေ့ဆုံဆွေးနွေးခဲ့ကြရလဲဖြစ်ပါတယ်။ အပြစ်ခတ်ရစဲနိုင်မှုထပ်မံတွေ့ဆုံမှုကိုတော့လာမယ့်ဩဂုတ်လမှာပြုလုပ်ဖို့သဘောတူညီခဲ့ကြရတယ်လို့ဆိုပါတယ်ရှင်။ချင်းမျိုးသမီးတယောက်ကိုအတင်းအာရမပြုကျင်ခဲ့တဲ့အာရခတက်တော် AA တပ်ဖွဲ့ဝင်နှစ်ယောက်ကိုထိုက်တဲ့နဲ့ပြစ်ဒဏ်ပေးဖို့တိုက်တွန်းကြောင်းချင်းပြည်အစိုးရဘက်အမျိုးသမီးလူငယ်နဲ့ကလေးငယ်ရေးရာဝန်ကြီးဌာနကမေလ၂ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။ချင်းပြည်နယ်ပလောဝမြို့နယ်က စိမ့်စင်းကျေးရွာမှာဧပြီလ9ရက်နေ့ကချင်းမျိုးသမီးတယောက်ကိုအေအေတပ်ဖွဲ့ဝင်နှစ်ယောက်ကအတင်းအာရမပြုကျင့်ခဲ့တာဖြစ်ပြီးဒီလိုမတရားမှုပေါ်ချင်းပြည်အစိုးရအဖွဲ့အမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီးဌာနကပြေးထန်စွာရှုံချတယ်လို့ဆိုပါတယ်ထုတ်ပြန်ချက်ထဲမှာအရက်ကတော်တော်အေအေဟာ ဆရာနာရှင်ဒေါ်လာရေးကိုအကြောင်းပြပြီးပလဝဒေတာကပြည်သူတွေရဲ့သဘောတူညီမှုမရှိဘဲတက်စကန်တွေချခြင်းစစ်ရေးဖော်ဆောင်ခြင်းတွေပြုလုပ်တဲ့အတွက်ပြည်သူတွေဟာဒုက္ခရောက်ကြရတဲ့အပြင်အကြမ်းဖက်ခြင်းဖမ်းဆီးနှိပ်စက်ခြင်းပြည်သူလူထုရဲ့အသက်အိုးအိမ်တွေကိုမကြခဏချိတ်ချောက်လျက်ရှိတယ်လို့လည်းဖော်ပြထားပါတယ်။အရခတတော်အေးအင်းအင်းနဲ့ချင်းပြည်သူတွေပေါ်အကြမ်းဖက်မှုတွေနောက်ထပ်မပြုလုပ်ဖို့ကိုလည်းချင်းပြည်အစိုးရဖွဲ့အမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီးဌာနကတတိပေးကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြပါရှိပါရဲ့ရှင်။ အင်အားပြင်ငလင်လှုပ်ခတ်ပြီးတဲ့နောက်စစ်ကောင်စီကအပြစ်ခတ်ရစေးကာလ29ရက်တတ်မှတ်ခဲ့ပြီးအဲ့ဒီကာလတွင်မှလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ခဲ့တဲ့ပြင်အဲ့ဒီထဲမှာငလေတန်းတဲ့ဒေတာတွေပါဝင်တယ်လို့45 right အဖွဲ့ကမေလ2ရက်နေ့ကထုတ်ပြန်ပါတယ်စစ်ကောင်စီဟာဘယ်လ2ရက်နေ့ကနေ30ရက်နေ့ထိအပြစ်ခတ်ရစေးကာလတတ်မှတ်ခဲ့ပေမဲ့ငလေကြောင်းအိုးအိမ်စွန့်ခွာထွက်ပြေးလာသူတွေမိခိုနေထိုင်တဲ့ဘာသာရေးအဆောက်အုံနဲ့အရက်သားအခြေခံအဆောက်အုံတွေပေါ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ် ဧပြီလ2ရက်နေ့ကစပြီးငလင်တန်းတင့်ထားတဲ့မြို့တွေအပါအဝင်နိုင်ငံတော်ကမြို့ပေါင်း52မြို့ကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ120ကျော်ပြုလုပ်ခဲ့တယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်ငလင်ကြောင်းနိုင်ငံအနှက်လူပေါင်း3800ကျော်သေဆုံးပြီးစစ်ကောင်စီကဧပြီလ1ရက်နေ့မှာတရုတ်ကူညီကယ်ဆယ်ရေးနံကိုပြစ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်းငလင်ကြောင်းထိခိုက်ခဲ့သူတွေကိုလူသားချင်းစာနာမှုအကူအညီတွေပေးဖို့ယာယီပြစ်ခတ်ရေးဆဲကြီးကိုလိုက်နာမယ်လို့ထုတ်ပြန်ခဲ့ပါတယ်ရှင်။